မင်္ဂလာပါရှင် ကျွန်တော်တို့ဒီနေ့လေးလာမယ့်ပိုင်းအကြတော့ကျွန်တော်တို့အိမ်မာလေးဒီလိုမျိုးရေတင်ဆက်တွေပေါ့နော်ရေဆုပ်ဆက်တွေတုံးကြရတယ်ပေါ့နော်အဲ့ဒီတုံးတဲ့အခါမှာဒီဒီဆက်ရဲ့ပေါ့နော်အာဒီလိုအရှိနာမှာပဲဖြစ်ဖြစ်ဒီလိုအပေါ်မှာပဲဖြစ်ဖြစ်ပေါ့နော်တံများလေးနဲ့စာတွေကတ်ထားရှိရပေါ့အဲ့စာတွေနေက အဲရေထွက်ပမာဏကိုကျွန်မတို့လေ့လာမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒါကကျတော့ကျွန်မဒါနမူနာပေါ့နော်ပေးထားတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်မြင်းငေါရေရှိတယ်ဘုတ်အားရေတွန်းတင်အမြင့်အား36ပြီးရေထွက်ပမာဏကျွန်မတို့ကဒီရေထွက်ပမာဏကိုလေ့လာမှာပေါ့နော်အာဒီမှာဆိုရင်ရေထွက်ဒါကသူကနှစ်လက်မပိုက်ကိုသုံးမယ်ပေါ့ဒီမှာရေးထားတယ်နော်ရေထွက်ပမာဏဒီမှာရေးထားလေးတင်83ည4783ည လေတေရှစ်သုံးများ GL ဆိုတာခါလန်ကိုပြောတာပါဂါလန်ပါ H ကကြတော့ hour ဆိုတော့နာရီပေါ့နော်တနာရီမှာသူကဒီဆက်ကိုသုံးမယ်ဆိုရင်ရေခါလန်4180ဂါလန်တင်နိုင်တယ်လို့သူဆိုလိုတာဖြစ်ပါတယ်နော်နမူနာတစ်ခုလေ့လာကြည့်မယ်ပေါ့နော်အဲစွမ်းအားပေါ့နော်အဲပါဝါပေါ့နော် ဒီမှာအဝင်ပို့ဝါးတွေပါတယ် frequency ချိန်နှုန်းပါတယ်ဒီမှာလေပတ်အားပေါ့လေပတ်အားဆိုတော့ကျမတို့အရင်တစ်ပတ်ကလေ့လာခဲ့တယ်အာ RPM ပြောတာပေါ့နော်2880အားကြတော့ revolution per minute ဆိုတော့တစ်မိနစ်မှာသူက2880အာ revolution ဆိုတော့အပတ်ရေပေါ့နော် round per minute တစ်မိနစ်မှာတစ်မိနစ်မှာ လဲနိုင်တဲ့အပတ်ရည်ပေါ့နော်ဒီဆက်ရဲ့အလဲအားကိုပြောတာပေါ့နော်နောက်တစ်ခုကကြတော့တွန်းတင်မြင့်ကိုသူက48မီတာလို့ပြောတယ်ဆုတ်တင်နိုင်တဲ့အမြင့်က10မီတာနောက်ရေထွက်ပမာဏက45 45လီတာပါမိနစ်ဒီမှာကြတော့လီတာနဲ့ပေးထားတယ်45လီတာပါမိနစ်အဲ့တော့45 45ပေါ့အဲ့ဒါကကြတော့လီတာမိနစ်ကကြတော့မိနစ်သူကအဲတမနစ်မှာရှိတယ် ရေထွက်နိုင်တဲ့ပမာဏကိုသူကမိနစ်နဲ့လီတာနဲ့ပြရတယ်ဒီဘက်မှာကျတော့နာရီရဲ့ခါလိုက်ရင်ပြရတယ်အဲ့တော့ဘလို့ပဲဆိုလို့ဆိုလို့တော့ပေါ့နော်ဒီ45ဆိုရင်တမနစ်မှာသူရေ45လီတာတင်နိုင်တယ်လို့ဆိုလို့တာဒီဆက်ကိုသုံးမယ်ဆိုရင်နောက်တစ်ခုကကျတော့ရေဝင်ပိုက်ကကျတော့30မီလီမီတာစိုက်သုံးမယ်ရေထွက်ပိုက်က30မီလီမီတာစိုက်ဒါပကင်သူ့ရဲ့ package အရွယ်စားပေါ့နော်နောက်အလေးချေရ 9kg လေးရလို့ဒါဆိုလို့တာအဲ့တော့ကျမတို့ကဒါလေးလေ့လာပြီးတဲ့အခါမှာဒါလေးတွေကိုကျမတို့ အာဒီဆက်ကိုတုံးမယ်ဆိုရင်ကိုက10မိနစ်မှာရေဘလောက်ပမာဏကိုတင်နိုင်တယ်တနိုင်ဆိုရင်ရေဘလောက်တင်နိုင်တယ်ဆိုတော့ကျမတို့တွက်လို့ရတယ်အဲ့ဒီတွက်တာကိုကြတော့ကျမတို့နောက်တစ်ပိုင်းမှာဆက်သွားမယ်နော်အဲ့တော့ကျမရဲ့နောက်ထပ်ဗီဒီယိုတွေကိုသိရှိနိုင်မှုအတွက်ဆိုလို့ရှိရင်ကျမရဲ့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်